င်္ဂလာပါရှင်ဒီနေ့က March 14ရက်ပေါ့เนาะဒီလရဲ့ March 13 14ကဒီ full moon in virgo ဖြစ်ပြီးတော့ကြတော့ကိုလိုဒီနာလူနာဤကလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုရဲ့ဒီမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမလိုအပ်ပဲထမ်းပိုးထားတဲ့အရာတွေကဘာတွေရှိလဲဒါတွေကိုပြန်သုံးသပ်ပြီးတော့ကိုလိုက release လုပ်တင်တဲ့ရက်လွှတ်ချလိုက်တဲ့ရက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုကိုကိုကိုပြန်သုံးသပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကဒီနေ့မှာကိုရဲ့ collective လေးတွေအတွက်ဘာ reading လေးဖတ်ပေးမလဲဆိုတော့ မင်းတို့ကိုယ်တိုင်မလိုအပ်ပဲထမ်းပိုးထားမိတဲ့အရာတွေကဘာတွေလဲပေါ့နော်ပြီးရင်အဲ့ဒီမလိုအပ်ပဲနဲ့တည်ထားမိတဲ့စိတ်ပင်ပန်းရတဲ့အရာတွေနာကျင်ရတဲ့အရာတွေကိုဘယ်လို healing လုပ်ရမလဲဆိုတာလေးကိုဖတ်ပြီးมาဖြစ်ပါတယ်ရှင်ကိုကောလာကလေးတွေအဲ့ဒီအထက်တန်ပေါ်ထားမိတဲ့ဆောင်းထားမိတဲ့ဓာတ်တွေ ရီကိုဘယ်လိုမျိုးဟီလင်းလုပ်ရမလဲပေါ့နော်ဒီစိတ်ဓာတ်ရီကိုဘယ်လိုဟီလင်းလုပ်ရမလဲပြောပြပေးပါဒီစိတ်ဓာတ်ရီအချင်းချင်းမှမျိုးဘယ်လိုဟီလင်းလုပ်ရမလဲ ြီဆိုတော့ကိုရို reading လေးစလိုက်မယ်ပေါ့နော်ဒီနေ့ကတော့ကိုရို့ကအာကိုရို့ထမ်းပို့ထားရတဲ့မလိုအပ်ထားတဲ့မလိုအပ်တော့တဲ့ဝင်နေချောင်းကိုဖော်ထုတ်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြည်းဖြည်းနဲ့အေးအေးလေးပဲသွားမယ်စိတ်မရှိတဲ့သူတွေကတော့ခုကလေးကအာလှည့်ပြန်သွားဖို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဟာကိုရို့က terror reading oracle reading လို့လည်းပြောလို့ရတယ်လို့မျိုးကိုကိုကိုပြန်ပြီးတော့ reflex လုပ်တဲ့ကိုကိုကိုပြန်ပြီးတော့သုံးသပ်တဲ့အာ session လေးလို့လည်းပြောလို့ရမယ်ပေါ့နော်ဒါက ိုကိုစီမှာဒီ patch key ကတနာရီစာရှိရေပေါ့နော်တနာရီစာ patch key ဆိုရင် fee ကြီးများပါတယ်အဲ့ဒီ package ကိုကိုကမင်းတို့တွေ့တာက free လုပ်ပေးတာပါပေါ့နော်ကိုကိုကိုပြန်သုံးသပ်ဖို့ကိုပြန်မသုံးသပ်ဖြစ်မဲ့ဒူတွေအတွက်ကိုနဲ့တူတူပြန်သုံးသပ်ကြဖို့အတွက်ဒါကိုကအကုန်လုံးပါဝင်နိုင်အောင်လုပ်ပေးခြင်းဖြစ်တယ်ဆိုတော့ကိုရဲ့ collective တွေမလို့အပ်ပဲထမ်းပို့ထားတဲ့အရာတွေကဘာလဲဆိုတာကိုရှာဖွေလိုက်တဲ့အချိန်မှာ အတိတ်ကအရာတွေပေါ့နော် holding on to the past ဆိုတာကိုရတယ်ဟိုးအတိတ်တုန်းကရခဲ့တဲ့ဖီအားတွေစိတ်ဒဏ်ရာတွေဒီဟာတွေပေါ့နော်ပြီးတော့ကိုကိုတိုင်းဂတိကဝတ်တွေပေးထားခဲ့မိတဲ့ကိစ္စတွေ relationship မှာပဲဖြစ်ဖြစ်မိသားစုထဲမှာပဲဖြစ်ဖြစ်အလောကိုင်းမှာပဲဖြစ်ဖြစ်ကိုကိုကိုမှာပဲဖြစ်ဖြစ်ပေးထားခဲ့တဲ့ဂတိကဝတ်တွေပေါ့နော်ဥပမာ relationship တမားရယ်ဆိုရင်လည်းငါနင်းကိုဘယ်နည်းဘယ်ချိန်မှာတော့လက်ထပ်ပါမယ်ဆိုတာမျိုးငါမင်းကလွဲပြီးဘယ်သူ့ကိုမှမချစ်ပါဘူးဆိုတာမျိုးအာမင်းပေါ်မှာပဲအမြဲတမ်းတက်ဆုံးတိုင်းသစ္စာရှိပါမယ်ဆိုတာမျိုးဒီလိုမျိုးကတိကဝတ်တွေဥပမာမိသားစုထဲမှာဆိုရင်လည်းကိုကမိသားစုတစုလုံးရဲ့ဝန်တွေကိုထမ်းပို့ထားရပြီးတော့ဥပမာညီလေးကိုတော့ဘာလုပ်ပေးဖို့ ကလေးပေးထားတာမျိုးမောင်လေးကိုတော့ဗာလေးဝယ်ပေးမယ်ဆိုပြီးကလေးပေးထားတာမျိုးအဖေအမေကိုတော့ဘယ်လိုအချိန်မှာဗာလေးတွေဖြည့်ဆည်းပေးခြင်းလဲဆိုပြီးတော့ commitment တွေပေးထားတာမျိုးအာဒီလိုမျိုးအတိတ်တုန်းကပေးထားခဲ့ပြီးတော့မတီးနိုင်တဲ့ကလေးစကားတွေအတွက်ဒီအချိန်မှာကိုယ့်ရဲ့ collective တို့ကပင်ပန်းနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုကိုကိုရောအာရောက်နေတဲ့အခြေအနေတွေပေါ်မှာရော စိတ်မကျင်မနက်တွေဖြစ်ပြီးတော့အဆင်မပြေတွေဖြစ်နေတာမျိုးပေါ့နော်ဆိုတော့မင်းတို့ကပေါ့နော်ဒီပေးထားတဲ့တာဝန်တွေကိုအရန်ကိုယူထားတာမျိုးပေါ့နော်မင်းပေးနာကသူတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့တာဝန်တွေကိုပါမင်းကကူပြီးတော့ထမ်းပို့ထားတာမျိုးမင်းရဲ့ယုံကြည်မှုတွေအတွက်မင်းရဲ့ pass button ပေါ့နော်အဲ့ဒီအတိတ်တုံးကရခဲ့တဲ့ဒဏ်ရာတွေ ကိုခုထက်တိလက်လွတ်မချနိုင်ပဲနဲ့အကြာကြီးစုပ်ကင်ထားတဲ့အတွက်ကြောင့်မလို့ပြမန်းနေတာမျိုးဒီမင်းရနေတဲ့ pressure တွေကမင်းအတွက်အရန်ကိုခိုင်းမာနေပြီးတော့ stable ဖြစ်လွန်းနေတာပေါ့နော်နောက်ဆုံးအချိန်ထိ forever ဆိုတာမျိုးပေါ့နော်လက်လွတ်ချလိုက်ဖို့ရန်ကိုခက်ခဲနေပြီးတော့နောက်ဆုံးအချိန်ထိတင်းတင်းကြီးစုပ်ကင်ထားမိတဲ့အတွက်ကြောင့်မလို့မင်းတို့ရဲ့ energy တွေကအများအရန် drain နေတာကျဆင်းနေတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့မလို့အပ်ပဲထမ်းပို့ထားတာတွေကပဲမင်းတို့ကိုပင်ပန်းစီနေတာ ဒါတွေက relationship မှာလည်းဖြစ်နိုင်တယ် job ဆိုတဲ့အလုပ်ကိုင်းတွေမှာလည်းဖြစ်နိုင်တယ်မင်းကိုမင်းအတွက်မျှော်လင့်ထားတယ်မျှော်လင့်ချက်တွေမှာလည်းဖြစ်နိုင်တယ်ဥပမာငါကဘယ်ချိန်မှာတော့ဘယ်လိုနေရာမှာရှိနေရမယ်ဘယ်လိုအတုံးဆောင်တွေတုံးနေနိုင်ရမယ်ဘယ်လိုလူမျိုးတွေနဲ့ level ရှိနေရမယ်ဆိုတဲ့အဲ့ဒီကိုကိုကိုထားတဲ့မျှော်လင့်ချက်တွေကမပြည့်မြောက်လာတဲ့အချိန်မှာဖြစ်လာတဲ့ burden တွေတကယ်ဆိုဒီလိုကိစ္စတွေကမလိုအပ်တဲ့ ဝင်တော့ဝင်ဖို့တွေပဲကွယ်ဖြစ်နေတဲ့ crisis အခြေအနေတွေအရရောဘာကြောင့်မဖြစ်လာလဲဆိုတော့ပြန်လဲသုံးသပ်ချက်တွေအရရောဒါကိုတို့ကပြန်ပြီးပြင်ဆင်လို့ရတယ်ဒီကိုပေးထားတဲ့ဂရီကဝတ်တွေကိုမျောလင့်ထားတဲ့မျောလင့်ချက်တွေမဖြစ်လာဘူးဆိုရင်လည်းဘာကြောင့်မဖြစ်လာလဲဆိုတာကိုရှာဖွေပြီးတော့ကိုတို့ကနီးလန်းပြောင်းသင့်ရင်ပြောင်းရမှာဖြစ်တယ်။သို့တော်လည်းပဲကိုရဲ့ collective လေးတွေကတော့အဲ့ဒီလိုမျိုးနီးလန်းပြောင်းဖို့အတွက်မစင်စားဘဲနဲ့ဒီဟာကြီးကိုပဲတတ်သမှတ်သေး အသေးစုပ်ကင်ထားပြီးတော့မဖြစ်လာရခြင်းမဖြည့်ဆည်းပေးနိုင်ရခြင်းဆိုတဲ့မလိုအပ်တဲ့ဗားဒန်တွေကိုထမ်းပူထားတယ်ဝင်းဒိုးဝင်ပူတွေကိုတည်ဆောင်ထားတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီ abandon ဆိုတဲ့ကတ်ကလေးအရာတကယ်တော့ဒီကတ်ကကောင်းမွန်တဲ့ fulfillment ဖြစ်တဲ့ message တွေကိုပေးတာဖြစ်တော့ညာလဲဒီ content မှာတော့ဒီ reading မှာတော့မင်းတို့ကပေါ့နော် ိုကိုကိုအမြဲတမ်း pressure တွေပေးနေတာမျိုးလိုအပ်တာထက်ပိုတဲ့ pressure တွေဖိအားတွေကိုကိုကိုတိုင်းတောင်းယူနေတာမျိုးကိုကိုတိုင်းလှုပ်ယူနေတာမျိုးအာကိုကိုကိုအရန်ကိုဖိအားပေးပြီးတော့အလုပ်တွေအရန်ခိုင်းပြီးတော့ကြတော့ဒီအမြဲတမ်းကိုပဲ never enough ပေါ့နော်အမြဲတမ်းမပြည့်စုံမှုဖြစ်နေတာအမြဲတမ်းလိုအပ်နေတာပြည့်စုံနေဆိုတဲ့ခံစားချက်ကိုမင်းစီမှာဘယ်တော့မှမရှိဘူး ဖြစ်နေတာမျိုးပေါ့နော်အာကို့မှာရှိနေတဲ့အရာလေးတွေနဲ့မယောင်ရဲနိုင်တဲ့အတွက်ကြောင့်မို့လို့ဖြစ်လာတဲ့ PR တွေဝင်နေဒါတွေကမင်းလွတ်ချဖို့လိုတဲ့အရာတွေဖြစ်နေတယ်ဆိုတော့မင်းကအမြဲတမ်း grow ဖြစ်ခြင်းနဲ့ကြီးထွားခြင်းနဲ့အာတခြားသူတွေကိုထောက်ပံ့ခြင်းနဲ့ဒါတွေကပဲမင်းကို overwhelm ဖြစ်နေစေတာမျိုးပေါ့နော်ဆိုတော့ဘလို့အပ်ဖဲနဲ့လုံးမိနေတဲ့ အရာတွေကဘာတွေလဲဆိုတော့မင်းကိုမင်းအရန်ကိုပဲတွန်းအားပေးပြီးတော့ခက်ခက်ခက်ခဲခိုင်းတာပေါ့နော်ကိုကိုကိုမချစ်တာ ုကိုကိုညံပန်းနှိမ့်ဆက်တာနဲ့အတူတူပဲဒါတွေကဘာကြောင့်ဖြစ်လာတာလဲဆိုတော့စောစောကကိုပြောခဲ့တယ်မင်းတတ်မှတ်ခဲ့တဲ့ level တစ်ခုကိုရောက်ဖို့အတွက်အောင်မြင်မှုတစ်ခုကိုရဖို့အတွက်အရန်ကို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 တွန်းအားပေးတာတကယ်တော့အဲ့ဒါတွေကမင်းအတွက်လိုအပ်နေလားဆိုတော့လိုအပ်နေတာမျိုးလည်းမဟုတ်ဘူးမရှိရင်လည်းရနေတာပဲဒီတိုင်းလေးဆိုရင်လည်းမင်းဘဝကပြည့်စုံနေတာပဲသို့တော်လည်းပဲမင်းကကိုကိုကိုအရန်ဖိအားပေးခြင်းဖြင့်မလိုအပ်တဲ့ဝန်တွေကိုထမ်းပို့ထားတာကိုတွေ့ရတယ် ဆိုတော့ fertility ဆိုတဲ့ကက်ကလေးရလဲအဲ့လိုပဲမင်းရဲ့ pressure တွေကို မင်းကိုယ်တိုင် create လုပ်နေတာမျိုးပုံဖော်နေတာမျိုးကိုမြင်ရတယ်လိုအပ်တာတည်းပို့ပြီးတော့တခြားသူတွေကို care လုပ်ပေးခြင်းနဲ့ဂရုစိုက်ပေးခြင်းနဲ့ဘယ်လိုပြောမလဲအရန်ကိုသဘောကောင်းပြီးတော့အရန်ကိုကောင်းမွန်ပြည့်စုံလွန်းတဲ့လူအဖြစ်ပတ်ဝန်းကျင်မှာပုံဖော်ခြင်းတာမျိုးမင်းကိုမင်းအဲ့ဒီဟာတွေအတွက်ပဲမင်းက မင်းရဲ့ pressure တွေမင်းကိုမင်းဖိအားတွေပေးပြီးတော့ကြတော့ကိုကိုကိုပင်ပန်းစီနေတာမျိုးပေါ့နော်ဆိုတော့တခြားသူတွေကိုကူညီဖို့အတွက်နဲ့တခြားသူတွေကိုအာဘဝတစ်တည်ပေးခြင်းနဲ့စတင်ခြင်းတစ်တည်ပေးခြင်းနဲ့ဒီလိုမျိုးတွေလှုပ်ချင်တဲ့အတွက်ကြောင့်မင်းကိုမင်းမနိုင်တဲ့ဝင်နေ project တွေအများကြီးကိုလက်ခံပြီးတော့အာ emotional physical အကုန်လုံးကတာဝန်တွေ မြင်ရပြီးတော့ပင်ပန်းနေတာမျိုးကိုမြင်ရတယ်ဆိုတော့မင်းကလေဒီမလိုအပ်တဲ့ burden ကဒီမှာကြတော့ဘာထပ်ပြလဲဆိုတော့အမြဲတမ်း all we need to breathe ချင်နေတာပေါ့နော်အတစ်ခုခုကိုအမြဲတမ်းတိဆောက်ချင်နေတာဘယ်လိုမျိုးလဲဆိုတော့ idea အတစ်တွေစဉ်းစားချင်တယ် project အတစ်တွေလက်ခံချင်တယ် relationship အတစ်တွေကိုတိဆောက်ချင်တယ်ဆိုတော့ relationship အတစ်ဆိုတာမှာလူတစ်ယောက်ပြောင်းသွားတိုင်း ပြောင်းသွားမှ relationship အသစ်လို့ပြောချင်တာမဟုတ်ဘူးပေါ့နော်ကိုရီးယားဒီရှိနေပြီးသား relationship တဲမှာအသားကျနေပြီးသားဆိုရင်တော့အဲ့ဒီအသားကျနေတာကြီးကိုဆွဲဖြဲလိုက်ပြီးတော့အသစ်ကနေပြန်ပြီးတိဆောက်ချင်နေဆိုတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းကအချိန်တိုင်းလိုအပ်တယ်လိုအပ်တယ်လိုအပ်တယ်ဖြစ်နေပြီးတော့ပြင်းမှန်းနေတာဖြစ်တယ် ဆိုတော့ခုခုပြောထားတာတွေကမင်းအတွက်မလိုအပ်ဘဲထမ်းပိုးထားတဲ့ window ဝင်ဖို့တွေဖြစ်တယ်။အဲ့ဒီဝင်နေကြောင်းမဲ့မင်းရဲ့ energy ကအမြဲတမ်း drain နေပြီးတော့ကြတော့လူကမလန်းမဆန်းဖြစ်တယ်။ ဖိအားတွေများတယ်မပြုံးမရွှင်ဖြစ်တယ်မင်းကိုကြည့်လိုက်တာနဲ့လူတွေကမြင်လိုက်ရင်အကြည့်သက်ကိုမခံစားရပဲနဲ့အများရန်ဘာလူနေမှန်းမသိတဲ့ညှင်းတိုးတိုး ဖြစ်နေတဲ့အာ feeling မျိုး personality မျိုးကိုမင်းပတ်ဝန်းကျင်ကလူတွေကိုမင်းကပေးမိနေတာမျိုးဖြစ်နေပါတယ်ဆိုတော့ကိုကိုကိုတတိထားကြည့်ဖို့ပြောခြင်းနဲ့ဆိုတော့ let go လောက်တတ်ဖို့လိုတယ်ပေါ့နော်မလိုအပ်တာတွေကနေ let go လောက်တတ်မှပဲကိုတို့ကလိုအပ်တဲ့စီကိုရောက်အောင်သွားနိုင်မှာဖြစ်တယ်ဟုတ်ပြီမင်းရဲ့အခု energy drain နေတာတွေမင်းရဲ့ဒီလိုမျိုးမလိုအပ်ဖဲထမ်းပိုးထားတဲ့ version นี่จ้องยะลาได้มิ้นเนี่ยสึกหน้าจิ๋มฤကိုဘယ်လိုမျိုး healing လုပ်ရမလဲဆိုရင်တော့ movement ဒီ physical activity တွေလုပ်ခြင်းဖြင့် heal လုပ်နိုင်တယ်ပေါ့နော်ကုစားနိုင်တယ်မင်းရဲ့စိတ်ပိုင်းဆိုင်ရာမွန်းကျပ်မှုတွေမင်းရဲ့ body က tension တွေဒါတွေကိုပြေလျော့တော့အောင်ဘာတွေလုပ်လို့ရလဲဆိုတော့ yoga လုပ်လို့ရတယ် dancing ကလို့ရတယ်ဒါမှမဟုတ်မနက်ခင်းလမ်းလျှောက်တာမျိုးဒီကိုယ့်ရဲ့ mood ကို improve ဖြစ်စေမယ့် exercise တွေလုပ်တာမျိုးစိတ်ပိုင်းဆိုင်ရာကို clear ဖြစ်သွားစေမယ့်အာလေ့ကျင့်ခန်းတွေလုပ်တာမျိုးပေါ့နော် ဆိုတော့မင်းကဒီအချိန်မှာဒီ feeling stuck ပေါ့နော်အဲ့ဒီစိတ်ပိုင်းဆိုင်ရာခံစားချက်ပိုင်းဆိုင်ရာတွေကပိတ်မိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခန္ဓာကိုယ်ရဲ့အကူအညီကိုယူပြီးတော့ဒါတွေကိုပြောင်းလဲပြစ်ဖို့လိုတယ်ဆိုတာမျိုးကိုပြောချင်တာပေါ့နော်ဒါတွေကိုမင်း daily moment အနေနဲ့လုပ်လို့ရတယ်ကိုကအချိန်မရှိဘူးဆိုရင်တောင်းမှပဲပေါ့ပေါ့ပါပါဖြစ်တဲ့လမ်းလျှောက်တာမျိုးလေးတွေအာဒုမဟုတ်ကိုယ့်ရဲ့ emotional release ကိုဒီဖြစ်စေနိုင်မဲ့ body လှုပ်ရှားတာလေးတွေကိုလှုပ်ခြင်းဖြင့် healing လုပ်နိုင်တယ်။နောက်တစ်ခုကတော့ beach day တဲ့ဒါဟာအရေးကြီးဆုံးဖြစ်တယ်။ rush and reflection ပေါ့နော်။အနားယူဖို့လိုတယ်၊ပြန်သုံးသပ်ဖို့လိုတယ်။ ဒီဟာကအရေးကြီးဆုံးဖြစ်တယ်ဒီကက်ခမင်းကိုဘယ်လိုမျိုး remind လုပ်နေလဲတတိပေးနေလဲဆိုတော့ကြတော့ balance ဖြစ်ဖို့လိုတယ်ဘယ်လိုရည်မှလဲဆိုတော့ mindfulness ဖြစ်ဖို့လိုတယ် shame နဲ့ဖြစ်ဖို့လိုတယ် deep rest ပေါ့နော်လုံလောက်တဲ့အနာယူခြင်းတွေရှိဖို့လိုတယ်မင်းကဘာလုပ်ဖို့လိုနေတာလဲဆိုတော့ you may need time to slow down ပေါ့နော်ဖြည်းဖြည်းချင်းသွားဖို့လိုတယ် emotion တွေရဲ့ process ကိုနားလည်တတ်ဖို့လိုတယ်လက်ခံတတ်ဖို့လိုတယ်ပြီးရင်တဘာဝအတိုင်း healing ဖြစ်သွားတာတွေကို အမင်းကခွင့်ပြုပေးတတ်ဖို့လိုရပေါ့နော်ဘယ်လိုမျိုးတွေလုပ်လို့ရလဲဆိုတော့ meditation တွေလုပ်လို့ရတယ် meditation လုပ်တယ်ဆိုတာကကြာလူငယ်တွေအတွက်ဟိုတရားထိုင်နေဆိုတဲ့စက္ကန့်လုံးကစက္ကန့်လုံးအကြီးဖြစ်သွားပြီပေါ့နော်ဆိုတော့အဓိကပြောချင်တာကတော့ deep breathing ပေါ့နော်လေကိုနက်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 ရှူပြီးတော့အတိတ်တိတ်လေးနဲ့ပြန်ပြီးတော့တုံတက်တာမျိုးပေါ့နော်ဆိုတော့မင်းအတွက်လိုအပ်နေတာက silent ဖြစ်တဲ့နေရာမျိုးကိုရှာဖွေပြီးတော့မင်းရဲ့ higher set နဲ့မင်းကိုမင်းပြန်ပြီးတော့ connect လုပ်ဖို့ပြန်ပြီးတော့ချိတ်ဆက်ဖို့လိုအပ်နေရာမျိုးပေါ့နော်ဆိုတော့ create quiet moment ပေါ့နော်အဲ့လိုမျိုး moment လေးတွေတိတ်ဆိတ်တဲ့ ခိုက်အတန်လေးတွေကို ဖန်တီးပြီးတော့ကြတော့ practice လုပ်ရမှာကဘာတွေလဲဆိုတော့ meditation လုပ်လို့ရတယ်ဆောဆောကကိုပြောသလိုမျိုး deep breathing လုပ်လို့ရတယ်အဲ့ဒီဟာတွေအကုန်လုံးမှမလုပ်တတ်ဘူးခက်ခဲတယ်ဆိုရင် journaling လုပ်လို့ရတယ်ကိုခံစားနေရသမျှကိုချရေးခြင်းအားဖြင့်မင်းရဲ့ inner peace ကို ရှာဖွေနိုင်ပါတယ်ရှင်နောက်တစ်ခုကတော့ positive affirmation လေးတွေယူလို့ရတယ် positive affirmation လေးတွေရွတ်ချင်းအားဖြင့်ဘာဖြစ်နိုင်လဲဆိုတော့မြင် mindset ကို reprogram လုပ်လိုက်တာ ਨੇ အတူတူပဲပြန်ပြီးတော့တိဆောက်လိုက်တာပဲပေါ့နော်မြင်ရဲ့ mental and emotional level တွေကို healing လုပ်ပေးတယ်ပြီးတော့မြင်ရဲ့အတွေးတွေကို big role ကိုရောက်သွားစေဖို့အတွက်သူတို့ကအကူအညီပေးတယ် negative self talk ပေါ့နော်ကိုကိုကိုပြန်ပြောနေတဲ့အဲ့ဒီ negative talk တွေ negative sense စကားလုံးတွေကဒီအဲ့ဒီ limiting block တွေက limiting belief တွေကမင်းတို့ရဲ့ဒီ healing process ကို block ဖြစ်စေတယ်ပေါ့နော်ကိုကိုကို ပြန်ပြောနေတဲ့မကောင်းတဲ့စကားလုံးတွေကိုကိုကိုတတ်မှတ်ထားတဲ့ limiting belief တွေကမင်းတို့ရဲ့ healing process ကိုကိုကိုရဲ့ဒဏ်ရာတွေကို ကုစားတဲ့ဖြစ်စဉ်ကို ပိတ်ပင်စေတယ်နှောက်ရက်နှောင့်နှေးစေတယ် ဆိုတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကောင်းမွန်တဲ့ affirmation လေးတွေရွတ်ခြင်းကမင်းရဲ့ energy ကို shift ဖြစ်သွားစေဖို့အပြောင်းလဲဖြစ်သွားစေဖို့မကောင်းတဲ့ state ကနေကောင်းတဲ့ state ကိုရောက်သွားဖို့အတွက်အကူအညီပေးနိုင်တယ်ပေါ့နော်ဆိုတော့ကိုကိုကိုကြင်ကြင်နာနာစကားတွေပြောခြင်းဖြင့်ဘယ်လိုမျိုးပြောလို့ရလဲဆိုတော့ I am healing I am enough and I trust my journey ဆိုတာမျိုး ကောင်းမွန်တဲ့စကားလုံးလေးတွေကိုကိုကိုပြောခြင်းအားဖြင့်ဒီ emotional resilience တွေကောင်းလာမယ်ကိုကိုကို confidence တွေရှိလာစေမယ်ပေါ့နော်ဆိုတော့မင်းဖြစ်နေတဲ့ burden တွေကအမြဲတမ်းလုံလောက်မှုမရှိလို့ငါဟာမပြည့်စုံဘူးဆိုတဲ့အတွေးကြောင့်ငါကအမြဲတမ်းပဲပိတ်ဆက်နေရတယ်ငါကအမြဲတမ်းပဲနာကျင်နေရတယ်ဆိုတဲ့အဲ့ဒီ negative talk တွေကြောင့်မင်းကပင်ပန်းနေရတာအဲ့ဒါကြောင့်မလို့မင်းကကူစားနိုင်တယ်ကိုကိုကိုမင်းကပြည့်စုံလုံလောက်တယ် ဒီဂျာနီကိုမင်းကယုံကြည်မှုရှိတယ်ဆိုတာကိုကိုကူကိုအမြဲတမ်းပြန်ပြောနေခြင်းအပြင်စိတ်ပိုင်းဆိုင်ရာချက်ခိုင်မှုတွေကောင်းလာမယ်ကိုကူကို conference အပြင်နဲ့အရာရာကို ဆောင်ရွက်နိုင်လာမယ်ဆိုတော့ပြန်ပြောပါမယ် I am healing I am enough and I trust my journey ဆိုတဲ့ဒီ affirmation လေးတွေကိုမနေ့တိုင်းယူလို့ရတယ် မှန်ရှိမှကြည့်ပြီးတော့အဲ့ဒီလိုမဟုတ်ဘူးဆိုရင်လည်းဂျာနဲ့ခြာရည်လို့ရတယ်။မင်းကြိုက်တဲ့နီလန်းကိုတုံးပြီးတော့ affirmation လေးတွေကိုလှုပ်ဆောင်ပါ။ဒါကမင်းရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်အထောက်အကူအများကြီးဖြစ်စေပါလိမ့်မယ်ရှင်။နောက်တစ်ခုကတော့ family ဆိုတဲ့ဒီကက်ကလေးအရာဘာကိုပြောချင်တာလဲဆိုတော့တယောက်ယောက်ကိုချစ်ပေးပါ။အားနာတဲ့စိတ်ငါလုပ်ပေးရမယ်တာဝန် ရှိလို့လုတ်ပေးတာဆိုတဲ့စိတ်ထက်ဟိုးမင်းရဲ့အတွင်းထဲကလာတဲ့စေရင်စေရနာ အပြည့်နဲ့မင်းဘေးကတယောက်ယောက်သူမဟုတ်မင်းရဲ့မိသားစုကိုချစ်ပေးပါသူတို့ကို sporting ပေးပါသူတို့စီကနေပဲမင်းရဲ့ inner one ပေါ့နော်ဟိုးအတွင်းထဲကဒံရီကို he ဖြစ်စေဖို့အတွက်အကူအညီတွေအများကြီးရပါလိမ့်မယ်ရှင်ဆိုတော့မင်းရဲ့အချိန်ဤတော်တော်များများကို family member တွေနဲ့ကုံဆုံးခြင်းအားဖြင့် သူမဟုတ်မင်းရဲ့အရင်အနည်းဆုံးတငယ်ချင်းနေနဲ့ဒီအချိန်လေးကိုသုံးခြင်းအပြင်မင်းရဲ့ inner warmth တွေကိုကုစားဖို့အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်ရှင်။ဆိုတော့မင်းမှာမိသားစုနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာတွေရှိခဲ့မယ်ဆိုရင်ဒီလိုမျိုး healing journey မှာဘာတွေပါရမလဲဆိုတော့ forgiveness ဆိုတဲ့ခွင့်လွှတ်ခြင်းတွေပါရမယ်။ဒီဆက်ဆံရေးတွေကြားထဲမှာ setting boundary လို့ခေါ်တဲ့ ဟဲတီဖြစ်တဲ့ boundary တွေကိုချမှတ်ဖို့တွေပါရမယ်။အတိတ်ကဖတ်တန်တွေကိုနားလည်ပြီးတော့ကြတော့ကောင်းမွန်တဲ့ဖတ်တန်တွေပြန်လည်ပြင်ဆင်ဖို့တွေပါမယ်။အဓိကကတော့ခွင့်လွတ်ပေးနိုင်ရမယ်ပေါ့နော်။သူများကိုခွင့်လွတ်ပေးနိုင်မှာပဲကိုကအေးချမ်းမှုကိုရမှာမျိုးလေးနော်။ဆိုတော့ healing အရှင်အနေနဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ family member ပေါ့နော်မိသားစုဝင်တွေကို supported ပေးပါ။ ပြီးရင်သူတို့နဲ့အတူတူအာအလုပ်တွေလုပ်မယ်ပြောစရာတွေကိုပြန်ပြီးတော့ reflect လုပ်မယ်ဒီလိုမျိုးလေးတွေလုပ်ခြင်းအားဖြင့်မင်းရဲ့ငယ်ဘဝကရခဲ့တဲ့မိသားစုကြောင့်ရခဲ့တဲ့စိတ်ဒဏ်ရာတွေကိုလည်းကုစားလို့ရမယ်ပေါ့နော်အာဆိုတော့ overall အနေနဲ့ကိုခြုံပြီးတော့မြင်သာအောင် ပြန်ပြီးတော့နောက်ဆုံးအနေနဲ့ပြောပြရမယ်ဆိုရင်တော့မင်းရဲ့စိတ်ဒဏ်ရာတွေကိုဘယ်လို healing လုပ်ရမလဲဆိုတော့ mood your body ပေါ့နော်မင်းရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့မင်းရဲ့ပိတ်မိနေတဲ့ emotion တွေကို release လုပ်ပါနောက်တစ်ခုကတော့ quiet moment လေးကိုရှာပြီးတော့ကိုကိုကို reflect လုပ်ပြီးတော့လုံလောက်စွာအနားယူပါအဲ့ဒီနောက်မှာတော့ affirmation တွေ positive affirmation တွေရွတ်ပြီးတော့ကြတော့မင်းရဲ့ mindset ကိုပြောင်းလဲပါဒါဟာမင်းရဲ့ self love နဲ့အတူတူတိုးတက်လာမယ့်ကိစ္စဖြစ်တယ်ပေါ့နော်ဆိုတော့ learn and love once ပေါ့နော်နောက်ဆုံးပြောချင်တာကဘယ်လိုချက်ရမလဲဆိုတာကိုသင်ယူပါဆိုတော့ဒါကမင်းလိုအပ်နေတဲ့ release လုပ်ဖို့လိုအပ်နေတဲ့ကိစ္စတွေ ਨੇ ဒီထမ်းပိုးထားရတဲ့ burden တွေကြောင့်ရလာတဲ့မင်းရဲ့စိတ်ပင်ပန်းမှုခန္ဓာကိုယ်ပင်ပန်းနာကျင်ရမှုဒါမျိုးတွေကိုဘယ်လိုမျိုး healing လုပ်ရမလဲဆိုတာကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်ဆိုတော့နောက်ဆုံးအနေနဲ့မှာကျင်တာကတော့ healing is a journey ပါနော် healing လုပ်တယ်ဆိုတာကခရီးရှည်တစ်ခုဖြစ်တယ်ဒီနေ့လုပ်လိုက်လို့မနေ့ပြန်ကောင်းသွားတာမျိုးမဟုတ်ပါဘူးရှင်စိတ်ရှည်ဖို့လိုတယ်အာ trust the process ပေါ့နော်တစ်ခုပြီးတစ်ခုဖြစ်တဲ့ဖြစ်စဉ်တွေကိုယုံကြည်ဖို့လိုပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်ဒီ video ရှည်ကြီးကိုကြည့်ပြီးတော့အာနောက်ဆုံးမှလည်းမင်းတို့အတွက်လိုအပ်တဲ့ အထောက်အကူဖြစ်မဲ့ message တစုံတရာရသွားဖို့လည်းမျှော်လင့်ပါရရှင်ဆိုတော့လူတိုင်းစိတ်ပင်ပန်းရတဲ့အနေရတဲ့စိတ်နာကျင်ရတဲ့ဒဏ်ကနေပြီးတော့ကင်းလွတ်ပြီးတော့ healthy relationship healthy life လေးကိုတည်ဆောင်နိုင်ကြပါစေတည်ဆောင်နိုင်ကြပါစေလို့ကိုကဆုတောင်းပေးပါရရှင်ဆိုတော့ဒါရအေးချမ်းတဲ့ညကလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်